ဘုန်းကြီးရဟန္တာဖြစ်ပြီလားလို့ဟိုတနေ့ကလာမေးတယ်။ငါပဋ္ဌာချပြန်။တို့လည်းလုတ်ပြီးတော့လာမေးတာ။အဲ့တော့ရဟန္တာဖြစ်ဖို့ကြိုးဘဝနဲ့ရင်းရအောင်ပဲ။လို့သေးတယ်။အဲ့တော့ပစ္စည်းမလေးပါလူကြတဲ့တရားဓမ္မတွေငါဘာမှပြန်မပေးနိုင်ပါလား။အဲ့ဒါစိတ်မကောင်းဘူး။ကျုပ်ဟာ 6ရက်ကျော်9ရက်ကကသင်္ကန်းဝတ်ခဲ့တာဒီနေ့ထိပဲမနေ့တနေ့မှာစားရမယ်၊သောက်ရမယ်၊အာကိုမဲ့ပြီးသင်္ကန်းဝတ်လာတယ်ဘုန်းကြီးမဟုတ်ဘူး6ရက်ကျော်9ရက်သမိထောချောင်းဖွားမာလာဤဖွားဟေမာဖွားပါတော့တို့ရဲ့ရင်ခွင်အောက်မှာဘုန်းကြီးကိုရင်ပြည့်ခဲ့ရတယ်ကိုရင်ခဏိသမိတော်ဆန္ဒပါကြီးဆိုတာရုပ်ကိုရင်တော့ထွေပြည့်ဖက် ခြောင်ဆရာဖြစ်နေအဲ့လိုဖြစ်ခဲ့ရတယ်ကိုရင်ဒါဖြင့်အရှင်ဘုရားသာသနာကိုယုံကြည်မြတ်လို့လို့ဝတ်ခဲ့တာလားလို့မေးပါမဟုတ်ပါယုတ်သာသနာတဲ့ပြောလွန်းလို့သာသနာတန်ဖိုးသီးလို့အနှစ်သီးလို့ကျုပ်ဝတ်ခဲ့တာမဟုတ်ဘူးရတော်မကြီးကိုမောင်မား9ယောက်ရှိတယ်ယောက်ျား10ယောက်ရှိတယ်ပါရခုနောင်တော်ကြီးတွေ90ကျော်လဲရောက်ပြီလားဆိုင်းရောက်နေပြီ ယောက်ဟာအငယ်ဆုံးအမေရပါပြောလဲငါသားအမေမှာသား6ယောက်ရှိတယ်တယောက်မှာဘုန်းကြီးမဖြစ်တာအမေဝမ်းနေတယ်မေယာဗုဒ္ဓဘာသာသား6ယောက်ရှိတယ်သားတယောက်ကနိုင်ငံတောင်ကိုထမ်းရသားတယောက်ကကိုယ်ွယ်တဲ့သာသနာလည်းရှိရဒါမှအမေရဲ့ဘဝတံမှာရှိမယ်တို့တို့မေတော်တဲ့ဒီပြောနေသိတော်တာ တန်ဖိုးကြီးဒါကြောင့်မင်းတို့တို့တွေဘဝတစ်ခုအထွတ်ထိပ်ရောက်ဖို့ဆိုတာမင်းတို့ကြိုးစားရုံနဲ့မပြီးဘူးအမေတော်ဖို့လိုတယ်။ဘာတော်ဖို့အမေတော်ဖို့ပါဗျာ။အဲကို့အမေတွေကဘာတော်အလှပြင်လာတော်လား။နော်။အဲ့တော့အမေတော်တွေမဟုတ်ဘူးပြအမေလျှော်လေးကြီးကြည့်လို့ရအောင်။အဲ့တော့ဘာသာတဲ့ဒေသီတရားအမေဘုန်းကြီးဝင်နေနေသွားတယ်ဆိုတော့ခရီးလိုချင်တယ်။ တော်တော်ကိုစဉ်းစားရပါတယ်ဗျာအဲ့တော့နောက်ဆုံးနေ့ကျတော့အဲ့ဒီခရီးပေးပါတယ်ဗျာလို့ဆိုရကားတခွန်ပြောတယ်ငါသားဗျာလို့ငါသားယောက်ျားမဟုတ်လားတဲ့ဟုတ်တယ်ဗျာယောက်ျားမှန်ရင်ဇကားနှခွန်မပြောရဘူးမှတ်ထားမင်းတို့ကောင်းလေသိတ္တံမူကြီးယောက်ျားမှန်ရင်ပြောဟိုနောက်ကဂျောင်းဝါကောင်းလေယောက်ျားမှန်ရင်အဲ ခင်ဗျားတို့ယောက်ျားဘယ်နဲ့ခွန်ပြောတယ်ဆိုတော့ခင်ဗျားတို့အတီးဆုံးဝါရှိကိုပေါက်လို့မလို့ချုပ်ချက်ဟုတ်ပါဘူးဘုရားနိုင်ကြီးကိုသာပြောတယ်နော်အဲ့ဒါနင်းတို့ချစ်ကြပြောကြည့်ချစ်ကြပြောသင်္နာပေါ်ကြမယ်ဟုံမီစောတို့ကြည့်လို့နော်ယောက်ျားဆိုတာအဲဘယ်နဲ့ခွန်ပြောတယ်ဆိုတော့ခင်ဗျားတို့ကြောက်ကြောက်နေပြောတာခင်ဗျားတို့အတီးဆုံးပဲယောက်ယောက်ျားဆိုတာစကားနှခွန်မပြောတခွန်းနဲ့ပြော ်ဟေး60ကျော်80 80မှာထွက်တယ်ဆိုတာမလောက်ပါနဲ့ဒီလိုပြောပြီးတော့တခွန်းနဲ့ပြောပါလေထွက်ဖို့ရအကြောင်းပေါ်ရင်ရုပ်ကိုယ်ကျုပ်အဆုံးစီရင်ပြမယ်ခေါင်းညင်းငါသားဘုန်းကြီးရပါပါမိစကားနားထောင်လို့ငါသားဘုန်းကြီးရပါဒါနဲ့ကျုပ်ကမေးတယ်ခင်ဗျာဒါလောက်တော့ကျုပ်ဘုန်းကြီးဝတ်ဆေးနေတာဘာဖြစ်လို့လဲ ငါသာရှင်းရမှာဆိုလို့ဟာအဲ့ဒီအပြောကခနေမှာထိလာနော်ခနေမှာထိလာငါသာရှင်းရမှာဆိုလို့ပါဗျာအမေတိုင်းဟာသူတို့သားကိုချမ်းသာစေချင်တာလားဆင်းရဲစေချင်တာလားချမ်းသာအဲ့ဒါလေးအားလုံးနားလည်စီခြင်းပါလေဗျာဟုတ်ပြီလားအဲ့တော့ဆရာသမားတို့အဆုံးမနဲ့မိဘတို့အဆုံးမနဲ့ပြောပါဒီသာသနာကြီးထဲမှာ ပြောခြင်းလို့ပြောလို့နေလာတာမဟုတ်လိမ့်ပိန်နေကြရရုပ်လဲလူသားတယောက်ပဲနော်ပြီးတော့ရွတ်ရွဆရာသမားသင်ထွက်ပြောလိုက်တဲ့စကားဘယ်လောက်ထိလဲဆိုတာငါတပည့်မော့ကြည်သားငါ့ကိုဘယ်တော့မှကျွတ်ရွဆရာမျိုးလုံးမော့ကြည်တာမဟုတ်ငါ့ကိုမော့ကြည်နှစ်တကာကပြုံးပြီးတော့ပြောတဲ့စကားလေးငါတပည့်တဲ့မင်းဖုန်းကြီးလုံးမစားရင်းနဲ့တော့ဟာ ခါတဲ့လုံးမစားရင်လည်းပါဗျာအဲ့ဒါမင်းတို့သိတယ်ဖြေမင်းတို့သိပြီလားမင်းတို့မန္တလေးသားတွေဘုန်းကြီးလုံးမစားရင်လည်းဘုန်းကြီးအလုံးလုံးရေဘုန်းကြီးအလုံးဆိုတာဟောဘုန်းကြီးတွေသိတယ်ဘုန်းကြီးလုံးစားတာလည်းမင်းတို့သိတယ်ဘုဆိုးသားတို့သားသိတယ်နော်တရားရကမကြီးညိုအောင်မလုံနဲ့အကြီးညိုခံနိုင်အောင်နေခဲ့ တကားရကမဟဲ့အောင်နေအဲ့ဒါပြိတ္တကသုံးဖို့ငုံလိုက်တဲ့စကားပြီးတော့လဝါလေးဒီလိုထောင်ပြတယ်ကွာငါဆရာလဝါလေးဒီလိုထောင်ပြဒါဘုသူ့လက်လဲတဲ့အခင်ရတို့ဘယ်လိုပြောကကြောကထောင်ပြဘုသူ့လက်ဘုန်းကြီးလက်ငန်းဝတ်ထားတာဘုသူ့လက်လဲဘုန်းကြီးလက်ပါဗျာလို့ဂျိုးလဲလျှောက်ပါတယ် မှတ်တာခေါင်းကြီးလက်ဆိုတာယူတဲ့လက်ဗျာခေါင်းကြီးလက်ဆိုတာယူတဲ့လက်ပါဗျာမနဲ့မိုးလည်းမျက်နှာသစ်ပြီးတွားတိုက်ပြီးလားရေလဲတော့ပြီးလားနော်ဘိုးကြီးဒီကြီးကနေ့ဘယ်သူများပါလာလှူมาပါလိမ့်နော်အလှူကိုမျောတဲ့မိုးလင်းလာလဲယူဖို့စိတ်ကူးလာလှူဖို့စိတ်ကူးအဲ့ဒါဘယ်သူလက်လဲဘုရားပါ ဒါကြောင့်ငါတို့ပဲလက်သည်လှူသောလက်ဖြည့်ပါလေညာလက်နဲ့ဆွဲပြီးတော့ဘယ်လက်နဲ့ဒီလိုလွတ်ပါခုတည်းကမြင်တယ်ညာလက်နဲ့ဒီလိုဆွဲပြီးဘယ်လက်နဲ့ဒီဘက်လွတ်ဒီကဘုံတမနေကွယ်တဲ့ပြုတ်ပြုတ်မကြစီနဲ့ဟာသိတံဝိုးကြီးတာပဲအဲ့ဒါဒီခဏိသိတိဘာလဲလဲသိတိပါပဲပြီးမြောက်ခြင်းပဲ စိတ်ကြံတိုင်းအဋ္ဌံတိုင်းလောကိုင်ဆောင်ရွက်တိုင်းသိဋ္ဌိသိဋ္ဌိဆိုတာအဲ့ဒါမှာကိုယ့်ကိုယ်ကိုသိလိုက်သွားပြီဟာအဲ့ဒါကိုခြောင်သမားတွေကလာရက်ပြီဆရာတော်ဗျာနော်ခေါင်းကလေးပုတ်ပေးပါဘာဖြစ်လို့လို့ကျွေးတွေများလို့စိတ်ညစ်လို့ မင်းတို့ကောင်တွေအကုန်လုံးကျွေးတွေနဲ့ကြီးတယ်ပဲမူးထိုးလာပဲဟောမဝန်ကြီးရှိတယ်ပြောသူလည်းကျွေးတွေနဲ့နေမှာပါဒကမကြီးဟုတ်ကဲ့အဲ့ဒါကျွေးတွေနဲ့ဘို့တဲ့ကျွေးကင်းအောင်မေတ္တာပို့ပေးပါဟမ်ငါ့ကိုအခုစက်တီးဘိုးတွေမာကြမပေးရသေးဘူးဟုတ်ကဲ့လားဘုန်းကြီးကျွေးရှိတာဟာငါလည်းကိုစက်တီးဘိုးတွေမချေရသေးဘူး ပြောတော့အဲ့ဒါမေတ္တာဖို့ပေးပါနော်ကိုလူရဲ့မင်းတို့ဟာဘုန်းကြီးတွေမေတ္တာဖို့ရင်မင်းတို့ကိစ္စပြီးမယ်ပြင်တဲ့နော်အဲ့ဒီဘုန်းကြီးတွေလည်းပူနေတာပဲလူလည်းပူပြော့ဘုန်းကြီးလည်းပူဘုနာသီလရှင်တွေလည်းဟမ်အဘူသမားတွေစုပြီးဘယ်သူဘယ်သူမှမမထုတ်ဘူးဒါပဲအဲ့တော့ပြောချင်တာဘာလဲလုံးတင်လုံးထိုက်တဲ့အလုပ်ကိုချိန်ရှိတော့လို့ ခွန်အားစွမ်းအားနဲ့ရယူမှရမှဖြစ်မဲ့ကုသိုလ်ကိုခွန်အားစွမ်းအားကုန်မှလိုချင်လို့မရပါဘူးခင်ဗျာအချိန်အခါနဲ့ယူမှရမဲ့ကုသိုလ်ကိုအချိန်ကုန်မှလိုချင်လို့မရပါဘူးခင်ဗျာအဲ့ဒါပဲကွာအခုငါလမ်းလျှောက်တယ်နဲ့ဘာဖြစ်တာဘုရားကငါဆရာသမားရှေ့ရသွားတယ်မှောက်လဲမဲ့ထင်လို့လှက်ဖက်ဒရုံနဲ့တွက်ချဘုရားရှေ့ရသတော်ကြီးတိမကဘာလုပ်တာလဲတဲ့ မောက်ကြလို့လဲတော့မှပေါ်ရွာကမှလည်းစွတ်ပြီးတော့အဲ့တော့ပြောတယ်ဩပါဗျာဩပါဗျာခမရကျုပ်ရရောက်ရင်သိမယ်ဗျဟာဘုဒ္ဓနဲ့လဲထွက်သွားတယ်နောက်ကကောင်လှမ်းဆွဲဟောလူချာလို့အဲ့ဒီမှာလာပေါ်ဟာဝုတ်လေပြီနော်မင်းတို့တို့တွေဟေးပူရတဲ့နာရတဲ့ခန္ဓာကိုရရင်တို့တို့တွေအိုကြနာကြရအောင်မယ်ဟိုးခင်မနာခင်လေးမှာ ကုသိုလ်များများရအောင်လုပ်ကြပါလို့ဒီလိုပြောချင်ပါသေးဗျာနော်ကိုလုံးမဲ့ကုသိုလ်လုပ်ငန်းအဖို့ဝမ်းမြောက်မှုနဲ့အဆုံးသတ်နိုင်အောင်လုပ်ကြပါအရေးတစ်ဆုံးကိုနိုင်မြကြုံခဲ့ရင်ဘယ်သူမှအာမကိုနဲ့ဘယ်တပ်ဘယ်နတ်ဘယ်ဘုန်းကြီးဘယ်ဘွားသီလမှအာမကိုနဲ့ကိုလူရဲ့ကိုပြုထားတဲ့ကုသိုလ်ကိုအားကိုနိုင်အောင်လုပ်ကြပါအားကိုနိုင်ပြီဆိုရင်အာယုံပြုသစ္စာဆိုကိစ္စပြီးတယ် राफया नीव है